မိဘစကားနားမထောင်တဲ့သားသမီးကိုမိဘကနေထုတ်ပိုင်ခွင့်ရှိပါသလားအားလုံးပဲမင်္ဂလာပါကျမကတော့ LLD Group မြန်မာ Law Fan ကတရားလူတော်ရှိနေဒေါ်ချစ်ချစ်ဆန်ဖြစ်ပါတယ်ကျမတို့ Law Fan အနေနဲ့အများပြည်သူတွေသိထားတဲ့ဥပဒေဆိုင်ရာကိစ္စရပ်တွေကိုဆွေးနွေးမျှဝေနေရရှိပါတယ် ဒီနေ့ကျမဆွေးနွေးပေးခြင်းတဲ့အကြောင်းအရာလေးကမိဘစကားကိုနားမထောင်တဲ့သားသမီးကိုမိဘကနင်ထုတ်ပိုင်ခွင့်ရှိသလားဆိုတာနဲ့ဆက်လင်းပြီးတော့ဆွေးနွေးမျှဝေပြီးသွားမှာဖြစ်ပါတယ်။အခုဆွေးနွေးမှုကတော့မြန်မာဗုဒ္ဓဘာသာဝင်တွေအတွက်ဆွေးနွေးပေးခြင်းဖြစ်ပါတယ်။ဒီအကြောင်းအရာလေးကိုတော့ကျမစီရင်ထုံးလေးတစ်ခုနဲ့ဆွေးနွေးပေးခြင်းပါတယ်။စီရင်ထုံးလေးကတော့ကိုအောင်ကြိုင်ပါနဲ့နဲ့ဦးသည်မောင်ပါနဲ့1992ခုနှစ်မြန်မာနိုင်ငံတရားစီရင်ထုံးစာမျက်နှာ18နဲ့အမှုပဲဖြစ်ပါတယ်။အမှုကတော့ရန်ကုန်တိုင်းတရားရုံးမှာ ဦးသိန်းမောင်ဒေါငွေရီတို့ကကိုအောင်ကြိုင်မတ်တင်တင်တို့ကို အခွင့်အမိန့်နဲ့အခမဲ့ထားသောနေအိမ်ခန်းကနေနှင်ထုတ်ပေးစေလိုမှုဆွဲဆိုတဲ့အမှုပဲဖြစ်ပါတယ်။အမှုပါဥပဇာကတော့တာကေတာဇဘူတိရိရှစ်လက်အမတ်24အပေါ်ထက်ခေါင်းရင်ခန်းပဲဖြစ်ပါတယ်။မတ်တင်တင်ကတော့ဦးသိန်းမောင်ဒေါငွေရီတို့ရဲ့သမီးဖြစ်ပြီးတော့ကိုအောင်ကြိုင်ကတော့သမတ်ဖြစ်ပါတယ်။အဆိုတော်မှာဦးသိန်းမောင်တို့ကဘလို့ဆိုပြုတ်တယ်လဲဆိုရင်သမီးနဲ့သမတ်ကိုအချင်းဖြစ်ဥပဇာမှာ1964ခုနှစ် စ်ကနေစပြီးတော့အခမဲ့နေထိုင်ခွင့်ပြုခဲ့တဲ့1985ခုနှစ်မှာလက်ရှိအိမ်ကိုဆောက်လုပ်ပြီးတော့လက်ဆက်လက်နေထိုင်ခွင့်ပြုခဲ့တယ်လို့အဆိုပြုဆွဲဆိုခဲ့ပါတယ်။ကိုအောင်ကြိုင်တို့ခြေပါတာကိုအကြမ်းမြင်လေးဆွေးနွေးပေးရမယ်ဆိုရင်လက်ရှိဥပစာမြေကွက်ကိုရောက်ခမဖြစ်တဲ့ဦးသိမ်းမောင်အမည်နဲ့ဝယ်ပေးခဲ့တာဖြစ်တယ်။နေအိမ်ဆောက်လုပ်တဲ့အချိန်မှာလည်းသူတို့ကဆောက်လုပ်ခဲ့တာဖြစ်တယ်။ဦးသိမ်းမောင်ရဲ့ခွင့်ပြုချက်အရနေထိုင်တာမဟုတ်ဘူးလို့ပြန်လည်ခြေပါခဲ့ပါတယ်။ ရုံးတော့ကငင်းချက်၃ရက်ထုံနှုတ်ခဲ့ပါတယ်။အဲဒီအမှုမှာတခြားသောအကြောင်းအရာလေးမျိုးကြော်လိုက်ပြီးတော့ကျမအနေနဲ့နောက်ဆုံးဆုံးဖြတ်ချက်ကိုဆွေးနွေးပေးရမယ်ဆိုရင်အမှုတွဲပါပေါ်ပေါက်ချက်တွေအရဦးသိန်းမောင်ဒေါ်ငွေကြီးနဲ့ကိုအောင်ကြိုင်မတ်တင်တင်တို့ဟာမိဘနဲ့သားသမီးအနေထားမျိုးနေထိုင်လာခဲ့ကြောင်းပေါ်ပေါက်တယ်။မတ်တင်တင်ရဲ့ပြုမှုမှုတွေကြောင့်မိဘနှစ်ပါးဟာစိတ်ဆင်းရဲရခဲ့ကြောင်းလည်းပေါ်ပေါက်တယ်။မိဘနဲ့သားသမီးဆိုပေမဲ့တအိုးတဲ့အတူနေစားတောက်နေထိုင်တာမျိုးမဟုတ်ဘဲနဲ့မတ်တင်တင်နဲ့ကိုအောင်ကြိုင်တို့ကတိကျ အခန်းမှာတီးချနေထိုင်ခဲ့ခြင်းဖြစ်ကြောင်းပေါ်ပေါက်တယ်။အိမ်ဆောက်လုပ်တဲ့အချိန်မှာလည်းမိဘဖြစ်သူဦးသိမ်းမောင်အမည်နဲ့ရှောက်တယ်။ဦးသိမ်းမောင်အမည်နဲ့ပါမစ်ကြတယ်။ကိုအောင်ကြိုင်မတ်တင်တင်တို့ရဲ့လုံအားငွေအားတစ္စည်းအားအထိုက်အလျောက်ပါတော်လဲပဲဦးသိမ်းမောင်မတည်ပြီးတော့ဦးသိမ်းမောင်ရဲ့ကြီးကြပ်မှုနဲ့ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်းထင်ရှားပါတယ်။မြမလေးထုံနှံဥပ္ပရိယသာသမိဟာမိဘစကားကိုနားထောင်ရတယ်။သာသမိဝတ္တရားကြည်ပွန်ရတယ်။အရွယ်ရောက်ပြီးဖြစ်တဲ့မိဘစကားကိုနားမထောင်တဲ့မိဘရဲ့ဆုံး မမှုကိုမနာခံတဲ့သားသမီးကိုမိဘကနင်ထုတ်ခွင့်ရှိသင့်တယ်လို့ဒီစီရင်ထုံးမှာဆုံးဖြတ်ထားပြီးတော့မိဘတွေကိုအနိုင်ပေးလိုက်ပါတယ်ဒီစီရင်ထုံးလေးမှာတော့အရွယ်ရောက်ပြီးဖြစ်တဲ့မိဘစကားကိုနားမထောင်တဲ့မိဘရဲ့ဆုံးမမှုကိုမနာခံတဲ့သားသမီးကိုမိဘကနင်ထုတ်ပိုင်ခွင့်ရှိကြောင်းဆုံးဖြတ်ထားတာပဲဖြစ်ပါတယ်အဲနောက်တစ်ပိုင်းမှာတော့ကျွန်မသက်ဆိုင်ရာကောင်းစဉ်လေးလိုက်ဆက်ပြီးတော့ဆွေးနွေးပေးသွားပါအောင်မယ်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့တဲ့သူအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်